ဒါဒီပါဘူးအာယုဆိုင်လိုက်တာကတော့ဝရိယပေါ့အာယုဆိုင်လိုက်တဲ့အခါမှာဦးဇင်းတို့သူဖြစ်တဲ့တဘာဝလေးကိုတတိပြုမိတာမှာပေါ့ဗာတတိပြုမိလာမလဲဆိုတော့ထိတဲ့သဘောတောင်းတဲ့သဘောလေးဟာနာရီဝမှာ ဖြစ်နေတယ်ဆိုတော့သတိပြုမိတာပါပေါ့။ဒါတော့တရားအထုတ်တယ်ဆိုတာဒီသဘာဝတရားတွေကိုပေါ့။အမှန်တိုင်းသိအောင်ပေါ့။တရားနာရတယ်တရားအထုတ်ရတယ်ပေါ့။သဘာဝတရားဆိုတာလေတိပ္ပိဏီတောတောင်နေရေဒီကုန်တွေကိုပြောတာပေါ့။ ။တိပိနေတောတောင်နေရာလည်းရေရေဒီကုန်နေရာလည်းတဘာဝတရားပဲ။ဒါပေမဲ့သူတို့ကကြတော့ယုတ်တဘာဝမတိတတ်တဲ့တဘာဝတွေ။သူတို့ခန္ဓာကိုယ်ကြီးတက်တက်ပေါ့။ဘာအလောင်းကြီးဆိုရင်ခန္ဓာကိုယ်ကြီးပေါ့။ခန္ဓာကိုယ်ကြီးတက်တက်ကတော့ယုတ်တဘာဝမတိတတ်တဲ့တဘာဝပေါ့။ ီဘောမှာမနေရည်တတကကြတော့မတိတတ်တဲ့သဘာဝဒါပေမဲ့အဲ့ဒီနားပေါ့ဒီနားနဲ့အတန်နဲ့တိုက်တဲ့အခါမှာကြားတိတဲ့အတန်ကိုတိတဲ့ပေါ့ကြားတိမှုတွေပေါ်လာတယ်အတန်ကိုကြားတိတဲ့ကြားတိမှုတွေကကြတော့နံသဘာဝပေါ့ အနာရိဘမှာလေတိုးပြီးတော့ပေါ့ထိနေတယ်အဲတိုးပြီးတော့ထိနေတဲ့တဘာဝလေးကရုပ်တဘာဝဒီဘမှာအာယုန်ဆိုင်တဲ့တော့ဒီထိတာတွန်းတာဟုတ်ပေါ့အာယုန်ဆိုင်လိုက်တော့တိတဲ့သဘောလေးတွေဖြစ်နေတယ်။ညထိတဲ့နေရာမှာစိတ်ကလေးတွေလည်းပေါ်နေတယ်။ထိတိစိတ်လေးတွေပေါ်နေတယ်။နားနဲ့တန်နဲ့တိုက်ရင်လည်းကြာတိစိတ်လေးတွေပေါ်နေတယ်။ နှာခေါင်းနဲ့နားနဲ့တိုက်ရင်လည်းနာတိစိတ်တွေပေါ်နေတယ်။စားရင်လည်းရှာနဲ့အရသာတွေတိုက်ရင်အရသာတိစိတ်တွေပေါ်နေတယ်။နှာခေါင်းနဲ့လီနဲ့ထိရင်လည်းထိတာကိုတိတယ်ပေါ့အထိတိစိတ်တွေပေါ်နေတယ်။အစိတ်ကလေးတွေကလည်းသူကတဘာဝတရားပဲ။အယုတ်တဘာဝစိတ်တဘာဝတိတဲ့တဘာဝလေးတွေကိုစိတ်လို့ခေါ်တယ် ပြီးတည်တဲ့ပြင်ပေါ့ဒီတည်ရတဲ့ပေါ့အာယုန်လေးတွေပေါ်မှာ ကောင်းတယ်ဆိုးတယ်ဆိုပြီးတော့ပေါ့တတ်မှတ်နေတဲ့ပေါ့သုံးဖြတ်နေတဲ့တဘာဝလေးတွေလည်းရှိတယ်အတရားထင်ရတာကြာရင်မကောင်းဘူးမကောင်းဘူးကောင်းတယ်ဆိုပြီးတော့ပေါ့ဒီတည်ရတဲ့အာယုန်ကြီးနဲ့ပတ်သက်ပြီးတော့ပေါ့ အစားစားတာအစားပေါ့အာယုန်ကြီးနဲ့ပတ်သက်ပြီးတော့ကောင်းတယ်ဆိုတဲ့ဆိုပြီးတော့တတ်မှတ်နေတဲ့သဘောတွေးထင်နေတဲ့သဘောလေးတွေဆိုတာလည်းရှိတယ်။ဒါဟုတ်လေနန္ဒဘာဝလို့ခေါ်ရမယ်။နောက်အာယုန်ကြီးနဲ့ပတ်သက်ပြီးတော့ခံစားတဲ့သဘောလေးတွေခံစားတဲ့သဘောဝတွေလည်းရှိတယ်။အဲ့ဒါလည်းနန္တရားပဲ။အာယုန်ကြီးနဲ့ပတ်သက်ပြီးတော့လူကျင်နေရကျင်နေပေါ့။ဆိုပြီးတော့စိတ်စော်တိုက်တွန်းတဲ့သဘောဝတွေ ော့အဲ့ဒီတဘာဝတွေကိုဦးဇင်းတို့ကတိအောင်နားလည်အောင်တတိပြုမိအောင်လုပ်တာကိုတရားအထုတ်တယ်လို့ခေါ်တယ်။တဘာဝတရားကိုဘာလို့တိအောင်ပေါ့အထုတ်ရလဲဆိုတော့ဦးဇင်းတို့ကတဘာဝတရားကိုအမှန်တိုင်းမသိဘူးဆိုရင်ပေါ့ဒီတဘာဝတရားကိုငါလို့ထင်ပါတယ်ငါပိုင်တယ်လို့ထင်ပါတယ်ပိုင်ဆိုင်သူရှိတယ်လို့ထင်ပါတယ် ဦးဇင်းတော်ကကိုးချံထဲမှာပေါက်တဲ့နင်းစီပင်နဲ့တော်ထဲမှာပေါက်တဲ့နင်းစီပင်ဟာတဘာဝချင်းတူတူပဲကြီးဒါပေမဲ့ဦးဇင်းတော်ကတော်ထဲမှာပေါက်တဲ့တစ်ပင်နင်းစီပင်လေးကိုတော့မပိုင်နဲ့လို့မတိန်ပိုင်ဘူးပေါ့ဒါပေမဲ့ကိုးချံထဲမှာပေါက်တဲ့အပင်တွေကိုတော့ငါပင်ဒါကုရိတ်တာထဲမှာပဲပြည့်ပေါ့ပေါက်တဲ့အပင်တွေကငါတို့ပင်ပေါ့ဒီကတော့ကိုရိတ်တာထဲမှာပေါက်တဲ့အပင်ပဲပြည့်ပြည့် ခုတော်ထဲမှာလေးချပေါက်တဲ့ပင်မဲ့ပြီးပြီတဘာဝတရားပဲပေါ့ဘာဖြစ်လဲဆိုတော့မျိုးစရာမှတစ်ဆင့်ပေါ့မြေကြီးလေးဒီကြောင်းတရားတွေနဲ့ပေါက်ပေါင်းစုံတော့မှာပေါ့ဒီလိုအပင်ဟာဖြစ်ပေါ်လာတာပေါ့ဘုရားရှင်ကတပင်ဟာစပေါ့တဘာဝတရားလို့တိဖို့လိုတာပေါ့ငါးပိုင်းနဲ့ငါးဆိုင်နေလို့ထင်တော့ဒါတပင်ဟာစပေါ့ အကျိုးဆိုရင်ငါတို့ခြံထဲမှာပေါက်တဲ့ပြင်ဒါမကူရဘူးပေါ့ဆိုပြီးတော့စုတ်ကြိုက်မှုတွေညှိတွေ့မှုတွေဒါဖြစ်ကြရတာပေါ့ဒါပြဒနာတွေဒုက္ခတွေဆင်းရဲတွေဟာဘာကြောင့်ဖြစ်ရတာလဲဆိုတော့ငါးပိုင်းငါးဆိုင်ထင်ပြီးတော့စုတ်ကြိုက်နေညှိတွေ့တယ်ဆိုတော့အကြောင်းတရားအကြောင်း ုခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့ဉာဏ်စင်းတော့တဘာဝတရားလို့မသိဘူးငါခန္ဓာငါကူလို့ထင်းနေတယ်ဒါကြောင့်ဥစဉ်တို့ဘေးရန်နေဟူတာစိုးရိမ်နေရတာပေါ့ဘာလို့ဆိုငါခန္ဓာကိုယ်ကြီးကိုလူဝများလာပြီးတော့အနေရမြို့မလဲဖမ်းသွားမလဲပေါ့ငါခန္ဓာကိုယ်ကြီးလို့မတိမ်ပိုက်ရင်အနေရမြို့လဲဥစဉ်တို့ကကြောက်မှာပေါ့ဘူးလေငါခန္ဓာကိုယ်ကြီးလို့ထင်လို့ငါနေရာလို့ထင်လို့ပေါ့သူတို့ဘာကလူသွားမှာတိမ်ပိုက်သွားမှာဟုတ်လား စိုးရိမ်တာပေါ့ကြောက်ရတာတို့သူပဲပေါ့အရေးကြပါဆိုရင်ဒါဝိသင်းတို့ကဒါလူကနဲနေလို့ပေါ့ဟုတ်လားယူတရားရေးကြတယ်ဆိုရင်တို့ကတရားထိုင်တဲ့နေရာဆိုနံပါတ်သတ်မှတ်ပေးရတယ်နံပါတ်မသတ်မှတ်ပေးရင်အဲ့ဒါပြောရင်တော့လူကြတာပေါ့အဒီနေရာငါးနေရာအမမငါတော့ဘယ်သူမှပိုင်တာမဟုတ်လေရိတ်တာတရားစခန်းဝင်တော့ဒါ ဆေးရတရားစီကံနေစီနေတာဆေးရပေါ့ဘယ်နေရာထိုင်ထိုင်ပေါ့ဒီဒါတရားတန်ကြားနေရရင်ဒါဘယ်နေရာထိုင်ထိုင်နှလုံးသွင်းလို့ရတာပဲအဲလိုစဉ်းစားပါလဲဆိုတော့ဒီကားလေးပေါ့အခုက2ရက်3ရက်လောက်ထိုင်ထားတဲ့နေရာပဲဆိုပါဆိုနောက်နေ့လည်းရောက်လည်းရောက်တော့တခြားတယောက်ကထိုင်နေတယ်ဆိုရင်ဒါငါနေရာဖေးပေးဆိုပြီးတော့ပေါ့နေရာဆိုတာကအတုံးချဖို့တက်တက်ပဲပေါ့ ုံစင်းတို့ကနေရာနဲ့ပတ်သက်ပြီးတော့လည်းပေါ့ငါနေရာငါပိုင်နေဆိုပြီးတော့ထုတ်ကြင်တာပေါ့ညှိတွေ့တာပေါ့အဲ့ကမှသူတစ်ပါးကခဏထိုင်နေတော့မှဒါမကြည်နှံ့နိုင်ဘူးပေါ့အဲဒီနေ့ကတော့စိရဲ့ဒုက္ခတွေကနေလွတ်မြောက်ခြင်းတယ်ဆိုရင်သူစင်းတို့ကဒီယုတ်တဘာဝနန္တဘာဝတွေကိုစိတ်တဘာဝတွေကိုအမှန်တိုင်းသိရမယ်အမှန်တိုင်းမသိဘူးဆိုရင်သူစင်းတို့က အခန္ဓာကိုယ်ကြီးမပြောနဲ့ပေါ့ခဏထိုင်ရတဲ့နေရာခဏလှုပ်ခွင့်ရတဲ့အလုတ်တောင်မှဦးဇင်းတို့ကငါပိုင်နေငါလှုပ်ဆိုပြီးတော့ထင်ရတာပေါ့ထင်ပြီးတော့ဒါညှိတွေ့မှုတွေဖြစ်တာပေါ့ညှိတွေ့တော့သူကတမညာလာလို့ရင်မကြိုက်ဘူးပေါ့နောက်ဦးဇင်းတို့တန်လင်းတဘာဝရိတာဆိုရင်ဒါကားတွေကအများကြီးရွှဲရှိတယ်ဆုံးကားတွေတန်လင်းမှာဆိုရင်အစီဆုံးကားထက်တာလို့ပဲဒါ 15ဇီးလောက်ရှိတယ်15ချမ်းလောက်ရှိတယ်စွန်းတန်းထွက်တာလေအရင်တော့ဆိုရင်တန်း30လောက်ရှိတယ်အဲ့ကမှဘာဖြစ်လဲဆိုတော့ကားဟုတ်ပါလေမောင်းနေကြသူကနေမကောင်းလို့ပေါ့နေရ3ရက်တော့တခြားသူပေးမောင်းရင်တော့သူကမကြိုက်ဘူးပေါ့အဲ့ဒါနေမကောင်းရင်တော့မှသူကယက်ထားဟလား ။တခြားလူမမောင်းစီနေပေါ့။သူကတော့အကြောင်းပြတော့ဒီမောင်းရင်ဒါကပြက်မယ်ပေါ့။အာဘလူတွေဖြစ်မယ်ပေါ့။အဲ့ခိတာခိနာကုလို့ပေါ့။ဒါတော့ပတ်စံပေးပြီးတော့အလုတ်လုတ်ခိုင်းတာမဟုတ်ဘူးပေါ့။ဒါပတ်စံမရတာတော့မှဦးစင်းတို့ကလား။ထုတ်ကြင်ကြတာပါလေငါလို့ဆိုပြီးတော့ဒါကြောင့်လောကီမှာအာနာရီယာလူတွေကိုထုတ်ကြင်ကြတယ် ဆိုတာလည်းဒါမပြောနဲ့ပေါ့။ဘာဖြစ်လဲဆိုတော့ဦးဇင်းတို့ပရိဒါလောက်တာတော့မှဘောင်ဝင်ကြီးမှမရတာတော့မှဦးဇင်းတို့ကဤတွယ်မှုတွေထုတ်ကြိုက်မှုတွေနဲ့ပေါ့အလုံးလုံးကြတာပေါ့။ဟောအခွင့်အရေးတွေအများကြီးပေါ့ရတဲ့ပေါ့။ဒါစူရရာယူဌာနတွေဆိုရင်ဒါပို့လို့တော့မှဒါထုတ်ကြိုက်ရတာပေါ့။ဟောအဲ့ဒါကသမုဒိယတစ္ဆာပဲ။သဘာဝတရားပဲ။ဟောထုတ်ကြိုက်နေဤတွယ်တယ် ဘာပိုင်ကဆိုင်လုံးကျေဆိုတာကလည်းတဘာဝတရားပဲဘာတဘာဝလဲဆိုတော့ကိလေသာဆိုတဲ့နံတရားရဲ့တဘာဝပဲအတော်တဲ့ဥစ္စာနားလည်ရပါမယ်လောဘဒေါသမောဟရဲ့တဘာဝကိုလည်းနားလည်ရပါမယ်အဲ့တော့ယုံ nant ဆိုတဲ့နေရာမှာတော့ကိလေသာလည်းပါတယ်ကိလေသာကတော့နံတဘာဝပေါ့စိတ်တဘာဝအနေနဲ့ပါတယ်အဲ့ဒီတော့တိသာဘဝတရားသူကျေဆိုတာအဲ့ဒီယုံတဘာဝနံတဘာဝစိတ်တဘာဝ အကိရိတာရဲ့တဘာဝကိုသူကနားလည်ရအဲ့လိုနားလည်ပါလေသူကဟိုပြောရင်တော့လောကကြီးမှာတရားနဲ့တရားအစဉ်ပြေဖို့ဆိုတာလေသူကအဲ့ပေါ်စိတ်တဘာဝတွေကိုနားလည်ရတာပေါ့အကိရိတာရဲ့တဘာဝတွေကိုနားလည်ရင်ဟောသူကလည်းကိရိတာတွေဖြစ်လို့ပြောမိတာပဲဒီလိုသူတဘာဝပေါ်မှာလည်းနားလည်နိုင်တာ ော့တယောက်နဲ့တယောက်ဆက်ဆံရေးအဆင်ပြေဖို့အဆပါဦးဇင်းတို့ကဒါကိလေသာရဲ့တဘာဝတွေကိုလည်းနားလည်ရတယ်။ဒါကိလေသာတဘာဝတွေကိုနားလည်ရမှဖြစ်တယ်လို့ဒီကိလေသာတွေရဲ့ခြုံငိမ်းကြောင်းဖြစ်တဲ့ပေါ့ဒီတတိယဉာဏ်ပညာပေါ့ ဒီကိလေသာတွေကိုဘယ်လိုချုပ်ငြိမ်းအောင်လုပ်ရမလဲဆိုတဲ့ဒီပညာဉာဏ်ဖြစ်အောင်ပေါ့လုပ်တဲ့ပေါ့သီလသမာဓိပညာပွားများဖို့ဒီလူစင်းတို့နားလည်ရမှာပေါ့လေ့လာမှာပေါ့ဒါတွေပဲဦးစင်းတို့ကတရားအထုတ်တယ်လို့နားလည်ရ